ညအောင်မင်္ဂလာပါ Scottie Football Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုင်းဖြစ်ပါတယ်ညီကိုတို့ဒါ FIFA ကျွန်တော်တို့ကမ္ဘာဖလားချစ်စစ်ပွဲပေါ့เนาะဒါ round 7 round 8ကတော့ဒီကျွန်တော်တို့ကိုရဲ့နေ့မှာစပြန်ကန်မြောเนาะပြီးရင်ကျွန်တော်တို့ဒါအဲ round 7 round 8 round 9နဲ့ round 10เนาะဒါ November မှာနေ့မှာကန်မြေပြီးွားရင်တော့ဒါကမ္ဘာဖလားချစ်စစ်ပွဲတွေတော့ပြီးွားပြီပေါ့เนาะဒါ ကျလို့ဒါကဘလာကန်လာတဲ့ဒါအုပ်စုစီရယတိချက်တည်းရပြီးဒါဘယ်သူဘယ်သိနေရအမတ်လိုတယ်ပေါ့နော်ဘယ်သိနေရနောက်တစ်ဆင့်ကိုတက်ဖို့တဲ့ဒေကြာလဲဆိုတာကျွန်တော်ဒါသုံးသက်ချက်တည်းနေတယ်ညီကိုတို့တင်ဆက်ပေးသွားမယ်အဲဒီဂျာရက်ကျွန်တော်တို့ဒါဂျာရက်ကတော့ကျွန်တော်ပွဲပါတယ်ကျွန်တော်ပွဲပါတဲ့အတွက်ကြောင့်ဒီ Tegan Channel မှာပဲကျွန်တော်မောင်းကက်လေးလေကျွန်တော် အသင်းသေးလေးပေါ့နော်မောင်းကက်လေးလေးရွေးချယ်ပြီးမယ်ဘော်လီလေးလည်းဒါတေကန် channel မှာပဲကျွန်တော်တင်ပေးမယ်ပေါ့နော်ဒါကြောင့်ညီကိုအနေနဲ့တေကန် channel လေးကို join ထားပြီးတေကန် channel မှာကျွန်တော်အကုန်တင်ပေးပါမယ်နော်မောင်းကက်ရောဒီဂျားတဲ့ရှိတဲ့ပွဲလေး online ပွဲလေးပေါ့နော်ဒီပွဲကျင်လေးကိုကျွန်တော်တင်ပေးမယ်ပေါ့နော်ဒါကြောင့် channel လေးကို join ထားမှုမေးပါနဲ့ဒီ video ရဲ့ comment link မှာရှိပါတယ်နော်ကျောက်တာ round 7နဲ့ round 8ပေါ့เนาะဒါကျွန်တော်ဒါနှစ်ပတ်အဲကျွန်တော်နှစ်ပတ်တော့မဟုတ်ပေါ့เนาะဒါ round 7 round 8ဆိုတော့ဒါ၄ရက်လောက်ကံပါပေါ့เนาะကျွန်တော်ဒါ group တွေတွားမယ်ဗျ ရင်တော့ group A ပေါ့ group A မှာဒါပြောမယ်ဆိုရင်တော့ Slovakia တော့6မှတ်ရထားတယ်နှစ်ပွဲကန်ထားပြီးသားပေါ့နော်နော်အလန်ကတော့3မှတ် Germany က3မှတ် Luxembourg ကတော့တမတ်မှမရတာပေါ့နော်ဒါကြောင့်ဒီ round မှာဆိုရင်တော့အမှတ်လိုအပ်တာတော့ဒါ Germany လိုအပ်တယ်ဒါ Germany နေနဲ့ဒီအုပ်စုအောင်ဖို့တော့လိုအပ်တယ်ဒီပွဲစဉ်နေဒါပြောမယ်ဆိုရင်တော့ဒါ Asintic ကတော့ဒါလုံးဝကိုလွတ်လွတ်ကျွတ်ကျွတ်ဒီကမ္ဘာဖလားကိုဒါဝေရောက်တိုက်ရိုက်ကြမယ်ဒါပေမဲ့ Asintic ရောက်တဲ့အသင်းတွေကတော့ဒါဒီ qualify ဒီထက်စစ်ရမှာပေါ့နော်ဒီတက်လာတဲ့အသင်းတွေတွေကဒါအဆင့်နှစ်နဲ့တက်လာတဲ့အသင်းတွေကိုဒါ qualify ပြန်စစ်ပြီးွားမှာဒါကားဖလာဝင်ကန်မှာပေါ့နော်ဒါကြောင့်အဆင့်တိရထားတဲ့အသင်းတွေကတော့ဒါဒီကားဖလာဝင်ဖို့2016ကိုဝင်ဖို့အတွက်ကိုဒါတည်ကြရပေါ့နော်အဲ့ရှိတာကျွန်တော်ပြောသလိုဒါဂျာမနီနေနဲ့ကတော့ဒါအမှတ်လို့အချက်တော့ရှိတယ်ဒါနောက်တစ်ဆင့်တက်ဖို့အတွက်ကိုသူ့နေနဲ့ဒါ လက်ကြံရောလေးဝဲကြံပဲဗျာလေးဝဲလုံးဒါဂျာမနီနေနဲ့အနိုင်ကန်ထားဖို့လို့လိုမှာပေါ့နော်ဘာလို့ရမတ်အခုချိန်မှာသုံးမှတ်ပဲရထားရှိတယ်ဒါစလိုဝက်ကီးရတော့ဒါဒီအကြော့မှာကျွန်တော်တို့ဒီနှစ်ပွဲပေါ့နော်နှစ်ကြော့မှာဒီစလိုဝက်ကီးရနိုင်တဲ့ရမတ်ကောင်းကောင်းစူးစမ်းနိုင်နိုင်တော့ဒါသူတက်ကတော့ဒါတေးကြရပေါ့နော်ကလို့တဲ့ဒါဟာ6မှတ်နဲ့အစင်တစ်ကိုဒါရက်တည်နေရပေါ့နော်ကျွန်တော် အဲအုတ်စုဘီအုတ်စုဘီမှာလည်း၄သင်းပဲ၄သင်းမှာဆိုရင်ဒါဆစ်ဆလန်6မှတ်ကိုဆိုဘွား3မှတ်ရထားတယ်ဆွီဒင်ကတမတ်ဆလိုဗီးနီးယားတမတ်ပေါ့နော်လာကြောက်ဒီရက်တိမှုဇာမှာဆိုဆွီဒင်ဆလန်ကဒီအုတ်စုမှာပေါ့နော်ဒီအုတ်စုမှာဆိုရင်နော်ဆွီဆလန်အသင်းကတော့အားကောင်းတယ် နှစ်ပွဲကန်နှစ်ပွဲနိုင်ထားတယ်ချောင်းမက်စုဆောင်းထားနိုင်တယ်ဗောနော်ဒါအမက်လိုတာတော့ကိုဆိုဘိုလိုလိုအောင်မယ်ဒါဆွီဒင်နဲ့အမက်လိုအောင်မယ်ဆလိုဗေးနီးယားလည်းအမက်လိုအချက်ရှိအောင်မယ်ဗောနော်ကိုဆိုဘိုနေကတော့ဒါသုံးမက်တော့ဒါတပွဲတော့နိုင်အောင်တော့ကန်ထားတယ်ဒါပေမဲ့အောက်ကဆွီဒင်နဲ့ဆလိုဗေးနီးယားဘယ်တင်းကအစ်စ်နစ်ရမလဲဆိုတော့မသိဘူးဗောနော်ဒီနောက်ပိုင်းပြိုင်တဲ့ပွဲတော့ကျွန်တော်ကြည့်ရလိမ့်မယ်ဒါလေးပွဲစီကြံတဲ့အတွက်ကြောင့်အဲကျွန်တော်တော့ဒီဆစ်စလန်တော့တက်မလဲတက်မယ်လို့ထင်တယ်ဗောနော်ဒီအုပ်စုမှာ အဲပြီးဒါဆူတီနော်တက်စင်ချင်းဆူတီနက်စလိုဘီးနီးယားတသင်းသင်းတော့တက်မယ်ထင်တယ်နော်ကိုဆိုဘွားလို့ဒါနောက်ပိုင်းရလက်ပိုင်းဒါဝေဝင်းကန်အမှရှိတဲ့အတွက်ကြောင့်ဒါရလက်ပိုင်းတော့ချက်ဆောက်ကြည့်ရမယ်နော် ြီးကျွန်တော်တို့ဒါ group C ပေါ့ group C မှာဆိုရင်ဒါဒိမတ်က၄မတ် Scotland ၄မတ်ပေါ့เนาะအဲ Greece က၃မတ်ရတာလေ Beraview ကတော့တမတ်မတ်မရတာဒါကြောင့်ဒီအုပ်စုမှာတော့ Beraview ကတော့ဒါကမ္ဘာ့လာချက်စစ်ပွဲကိုတော့မအောင်မြင်နိုင်တော့ဘူးလို့တွက်လို့ရတယ်ပေါ့เนาะအဲဒီ၃သင်းပေါ့เนาะဒိမတ်ရယ် Scotland ရယ် Greece ရယ်ဒီအုပ်စု C မှာဒီ၃သင်းကဒါအပြိုင်ဆိုင်ကံပြီးတော့အပြိုင်ဆိုင်လိုရမဲ့၃သင်းပေါ့เนาะဒီ၃သင်းတွေကတသင်းတည်းလုံးတက်မှာပေါ့เนาะ လက်ရှိခြေတန်းကောင်းနေရတော့ဒါစကော့တလန်လည်းကောင်းပါတယ်เนาะဒိမတ်လည်းကောင်းတယ်เนาะဂရီလည်းအရင်ကတော့မဆိုရမယ့်ဂရီကတပွဲတော့ရှုံးထားတဲ့အတွက်ကြောင့်ရမတ်သူလိမတ်သုံးမဲ့ပဲရထားရပါเนาะဒိမတ်နဲ့စကော့တလန်လိမတ်ဆိုလိမတ်ဆိုတော့ဒါ တကယ်ဟိုဒါအုတ်စုစီကတော့ကြည်ကောင်းတဲ့အုတ်စုလို့ပြောလို့ရတယ်ပေါ့နော်ပြီးအုတ်စုဒီအုတ်စုဒီမှာတော့ဒါပြင်တစ်ကတော့ဒါတက်ဖို့တဲ့ရာခိုင်နှုန်းအများဆုံးပဲဗါဒီအုတ်စုကသူ6ယောက်ခုနှစ်ပွဲကန်နှစ်ပွဲနိုင်တာလေ6မတ်စုဆောင်းတာနိုင်တယ်အိုက်စလန်တော့3မတ်ပေါ့နော်ယူကရိန်းရဲ့အဇာဘိုင်ဂျန်ကတော့ဒါတမတ်တမတ်စီဆိုတော့ဒီကျွန်တို့ဒီအစ်စ်နှစ်3 4တဲ့ကတတင်းတင်းရတာအုတ်စုဒီချစ်စစ်ပွဲပေါ့နော်အစ်စ်နှစ် ရမယ်ဆိုရင်ဒါကဗလာခြေစပွဲထပ်ပြရမှာဆိုတော့ဒီခြေစပွဲအောင်မှုတက်ကိုဒီရုံးခံရမှာပေါ့နော်ယူကရိန်းလည်းရုံးခံရမယ်အိုက်စလန်လည်းအမားခံလို့မရအောင်လက်ရှိတော့သုံးမှတ်ရထားတယ်။အဇာဘိုင်ဂျန်လည်းကောင်းတော့ကောင်းပါရဲ့နော်။ဒါကြောင့်ဒီအစ်စ်နစ်ကိုဘယ်သူရမလဲတော့မသိဘူးနော်။ဒါကတော့ပြင်သေးကတော့ကျွန်တော်အမြင်ပြောမယ်ဆိုရင်တော့ဒါခြေစပွဲအောင်ပါလို့ပြောလို့ရတယ်ပေါ့နော်။ပြကြတော့အုတ်စုကြီးအုတ်စုကြီးလည်း၄သိန်းပဲဗျ။ဒါစပိန်က၆မှတ်။ဒါသိကြပါလေ။ဒီအုတ်စုမှလည်းစပိန်သိန်းရတော့ဒါကမ္ဘာ့လာတိုင်းရဝင်မဲ့အသင်း အဲလိုရမဲ့တင်းနေတာဂျော်ဂျီယာနဲ့တူရကီပဲရှိဘူဂေရီးယားတော့ဒါမသိကြဘူးပေါ့နော်ရမတ်တမတ်မမရတာဘူးအဲတူရကီနဲ့ဂျော်ဂျီယာတော့တုံးမတုံးမစီစုဆောင်ထားနိုင်တဲ့အတွက်ကြောင့်အဲဒီပွဲစဉ်ကဒါဒီအဲဂျော်ဂျီယာရောတူရကီရောဘယ်တင်းရချက်စပွဲဝင်ကမ်းမယ်ဆိုတော့ကျွန်တော်စောက်ကြည့်ရမယ်နော်ပြိုင်ဆိုင်တော့ဖြစ်မှာပွဲပေါ့နော်ကြောက်တာအုပ်စုအဖာတော့ဒါတည်တဲ့အတိုင်းပတူဂီကတော့ဒါတေချာသွားပြီအဲတေချာသွားပြီဆိုတော့ကျွန်တော်ကပ္ပလာဝင်ဝင်တေချာသွားပြီပေါ့နော် အဲကျွန်တော်လည်းကြာတော့အမေနီးယားတော့တုံမန်ဟန်ဂရီတမန်အိုင်လန်တမန်ဒီအုပ်စုလေးကြည့်ကောင်းတယ်အမီအာမေနီးယားဒါလည်းအရင်မှားခံလို့လို့မရဘူးတုံမတ်တော့ရထားတယ်မဲတကယ်ကောင်းတဲ့အသင်းတွေကတော့ဟန်ဂရီလည်းကောင်းတာပဲအိုင်လန်လည်းကောင်းတာပဲဒါကြောင့်အဲဒီဟန်ဂရီနဲ့အိုင်လန်လေးကဒါတသင်းတွေကဒီဒီကုပတ်ပေါ့နော်ဒါ round 7 round 8မှာတော့အမားခံလို့တော့မရဘူးအမားခံတော့ဒါနောက်ဆုံးကြော့မှာတော့ဒါအဆင်မပြေတဲ့အနေအထားမျိုးဖြစ်သွားနိုင်တယ်ပေါ့ဒါကြောင့်အမှန်ရအောင်စူးစောင်းနိုင်တဲ့အသင်းထဲမှာဆိုရင်နော်ဟန်ဂရီနဲ့အိုင်လန်ကိုပါတယ်ပေါ့နော် ကျတော့ဒါအိုဆူဂျီအိုဆူဂျီမှာတော့ဒါနယ်သာလန်ကတော့ဆင်မဲဒါ၅သင်းပေါ့နော်ဒါအိုဆူဂျီက၅သင်းနယ်သာလန်ဆင်မဲရထားတယ်ပိုလန်ကဆင်မဲရထားတယ်တော့ဒီနှစ်သင်းကဒါစင်တင်းတွေကတော့တည်ကြတယ်ဒါပေမဲ့ပရက်ရှာလိုက်ပေးနေရတော့ဒါအစင်တော့ကဖင်လန်သင်းတော့ရှိတယ်ဖင်လန်နေနဲ့ကဒါအဲငါခုနှစ်မဲရထားတယ်ပေါ့နော်သူနေနဲ့ဒါဒီကျတော့ဒီအပတ်နှစ်ပွဲမှာဒါအကောင်းဆုံးခြေစမ်းပြပြီးတော့အကောင်းဆုံးကစားနိုင်မယ်ဆိုရင်တော့ဒါ ဒီပိုနယ်သာလန်ပိုလန်ထက်ကိုဒါလောကကောင်းနိုင်မယ်အနေထားမျိုးတော့ရှိရပေါ့နော်အောက်ကလစ်သီလစ်သီးနီးယားနဲ့မတာတော့ဒါတော့အုပ်စုမပါလိုက်တဲ့အနေထားမျိုးပေါ့နော်ဒါကြောင့်ပိုလန်ရယ်ဖင်လန်ရယ်နယ်သာလန်ရယ်ဘယ်တင်းကအဲကျတော့အုပ်စုဘူနဲ့ဒီတိုက်ရိုက်ဝင်သွားပြီးတော့အဲဘယ်တင်းကတော့ဒါကာဗလာချစ်စစ်ပွဲကိုထပ်ကန်ရမလားဆိုတာကြည့်တော့ကြည့်ဒီအုပ်စုလည်းဒါအုပ်စုကြီးလည်းကြည့်လို့ကောင်းတဲ့အုပ်စုထဲမှာပါတယ်ပေါ့နော်ဂျန်နယ်အုပ်စုတွေကတော့ဒါအတင်းကြီးတွေကတော့ဝင်ခွင့်တေချာသွားပြီပေါ့နော်ပြီးကျွန်တော်အုပ်စု H အစိုးရအချိန်မှလည်း၅သင်းအဲဘော့စနီးယား၁၂မှတ်အော်စတြေးလျ၁၂မှတ်ရထားတယ်ရိုမေးနီးယား၇မှတ်ဒီအစိုးရလည်းဒါပထမဒီအစိုးရ G လိုပဲဒါကောင်းတဲ့အနေအထားမျိုးမှရှိရပါတော့ဒါအပြိုင်ဆိုင်လေးတော့ရှိတယ်အဲအစိုးရဘုတ်ဒက်ကိုဒါဘော့စနီးယားနဲ့အော်စတြေးလျတော့ဒါကောင်းကောင်းလေးလှူရလိမ့်မယ်ဘယ်အစိုးရ အဆင့်တစ်တက်ကောဒါကောင်းကောင်းလေးရှင်းပြန်ကစားပြီးတော့အမားမခံလို့နဲ့သိမ်းပါတော့ဘော့စနီးယားဩစတြေးလျကျွန်တော်မြင်ပြောမယ်ဆိုတော့ဩစတြေးလျတော့ဒါရဲဝင်ခွင့်သွားမယ်လို့ထင်တယ်ဒါဘော့စနီးယားနေနဲ့အဆင့်နေရရင်ရနိုင်တယ်ပေါ့နော်နောက်ကပရက်ရှာလာပြီးနေတာဆိုတော့ရိုမေးနီးယားတသိမ်းပဲရှိမှာပေါ့နော်ဒီစူးစူးပါရောကြံတာ၄ဘွယ်ပဲကြံတာဆိုတော့အဲရိုမေးနီးယားလည်းဒါဟိုတေချာလေးကစားပြီးတော့တေချာလေးဒီစိုက်ပရက်တို့ဆန်မာရီတို့တေချာလေးဒါအနိုင်ကံဝိုင်းလို့အဆင်ပြေပေါ့နော်အုပ်စုပြုတ်သွားတော့ဒါစိုက်ပရက်နဲ့ဆန်မာရီကလည်းမတေချာတော့ဘူးပေါ့နော် ကျောက်တာအုပ်စုအိုင်ပေါ့နော်နောက်ဆုံးအုပ်စုနောက်ဆုံးအုပ်စုမှလာနယ်သာလန်တော့တည်ကြပါပြီဟာအုပ်စုဘူတဲ့ဒါပေမဲ့တကယ် ပြိုင်ဒီပွဲဒီ group iron တကယ်ကိုစိတ်ဝင်စားဖို့ကောင်းအီတလီကဒါချက်စပွဲအောင်မလားအစရီအောင်အောင်မလားဆိုတာတော့မသိဘူးဘာလို့ဒီအီတလီရောအစရီရောရာမကိုမက်စီနဲ့ဒါအုပ်စု2နဲ့3မှာယက်တည်နေပေါ့နော်နယ်သာလန်တော့ဒါကိုမက်ဆိုလို့ကျွန်တော်တို့ဒါနယ်သာလန်15မိုက်ရတာပဲဗျာတော်တယ်ဒါနှစ်ပွဲစာ6မိုက်လောက်ထိပေါင်းထားတဲ့အတွက်ကြောင့်နယ်သာလန်နဲ့ကအခွင့်ကောင်းတော့ရှိသွားပြီပေါ့နော်ဒါဒါရဲဝင်ခွင့်တက်တည်ကြပါပြီဒါကြောင့်အီတလီနဲ့အစရီကတော့တကယ်ကိုလုံးပန်းမဲ့အနေထားမျိုးပေါ့နော်ဒီအုပ်စုကတော်တော်လေးကြီးကောင်းတဲ့အဆင့်2နဲ့3ပဲနှစ်ကိုဘယ်သူ ူကရောက်ယူမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဒီကလို့ဒါနိုင်ငံပွဲတွေမှာလို့ကျွန်တော်အာကုလပိုင်းကျွန်တော်နိုင်ငံပွဲဒီကောပလာချစ်စပွဲဒီမှာညိုတဲ့ဒါမောင်းနေကျွန်တော်၃ရက်ဆက်လောက်အဆင်ပြေအောင်ဒါရွေးချယ်ပြီးတော့ဒါမောင်းနေပေါက်တယ်ဗောနော်တောက်လျှောက်တယ်မောပေါက်တယ်ပြီးနိုင်ငံပွဲအတချက်တွေတော့များတယ်ကိုရင်ကတော့ဒါပြောမယ်ဆိုရင်တော့ဒါနိုင်ငံပွဲမှာညိုတဲ့ဒါအကောင်းဆုံးကြိုးစားပေးမယ်အဲအကောင်းဆုံးကျွန်တော်တို့ဒီမောင်းကက်တယ်လေးတိရှာတင်ပေးမယ်ဗောနော်ညိုလို့လည်းမောင်းပေါက်ကိုကြိုးစားပေးမယ်ဒီရက်ပိုင်းဒါညိုလို့ ကလပ်ပွဲတွေရတော့ဒါနားပိုင်ပါเนาะနိုင်ငံပွဲတွေမှာညီကိုတက်အကောင်းဆုံးကိုင်းပြန်ကြိုးစားပေးပါမယ်အညီကိုအနေနဲ့ကခုနပြောသလိုကြောင့်တေဂန်မှာတော့ဒီဂျားရဲ့ပွဲတွေတိတ်တိတ်လေးရတော့တေဂန်မှာပဲတင်ပေးမယ်ဒါကြောင့်တေဂန် channel လေးကို join တော့မေးပါနဲ့ဒီ video ရဲ့ comment link မှာရောအဲကျွန်တော်ရဲ့ဒီအဲဘိုင်ယိုလင်းမှာရှိရပါတော့လင်းလေးနေပြီး join ထားပေးပါနော်အဲကျွန်တော်တို့ဒါနိုင်ငံပွဲမှာညီတို့ပြန်ပြီးဆုံပါမယ်အပိတ်ရဲ့ညီကိုတယောက်ချင်းစာကျေးဇူးတင်ပါတယ်အားလုံးဒီနေ့ရပဲလို့ဆက်လိုက်ပါတယ်